ကာဝါလီယာအိမ်မှာဘယ်သူမှမရှိတော့တယောက်တည်းအေးအေးဆေးဆေးရုပ်ရှင်ကြည့်ဖို့အတွက်ပြင်ပါရယ်ရေကဲမုံကိုပါထိုင်စားနေတော့အမေဖြစ်သူစီယာဖုန်းဝင်လာခဲ့တာပါအမေရအလုံးများလို့ဒီညအိမ်ပြန်နောက်ကျမဲ့အကြောင်းကိုဖုန်းဆက်ပြောပါရယ်နောက်တော့သူသမီးဒီနေ့သင်ချာစာမေးပွဲမှာဘယ်လိုနေလဲလို့မေးတော့တာပေါ့ သူမက F အဆင့်ကိုရပါမယ်အမေဆိုမှဆိုလိုကောင်းကောင်းဖြေနိုင်ခဲ့တယ်လို့လိမ့်လိုက်ပါတယ်။စကားပြောနေရင်းနဲ့တခုခုစားနေတဲ့အတန်နဲ့တူတော့အမေကထမင်းမစားခင်ရှေးခင်းမှမစားရဘူးလို့ဆိုပါတယ်။သူမကကြက်ကြောစားနေရလို့အမေကိုလိမ့်လိုက်ပြီးချက်ချင်းဆိုသလိုပဲပါဇက်ထဲမှာတခုခုရှိနေတယ်လို့ခံစားရလို့ဆွဲထုတ်ကြည့်လိုက်တော့ကြက်ကြောဖြစ်နေခဲ့တာပါ။ ခုနကတော့ရေကဲမုံထည့်ထားတဲ့ပကံမှလည်းစက်ကြုံလေးနဲ့ပြည့်နေခဲ့ပါတယ်။သူမလည်းစိတ်ထဲထူးဆန်းသွားပြီးရုပ်ရှင်ကြည့်ဖို့လုံနေတော့မှတငယ်ချင်းစီကဖုန်းဝင်လာတာပါ။သူမရုပ်ရှင်ကြည့်ချင်နေလို့စကားမပြောနိုင်သေးဘူးလို့ပြောပြီးချက်ချင်းမှပဲသူမတကယ်စကားပြောလို့မရတော့ပဲအတန်လည်းမထွက်တော့ပါဘူး။ဒါနဲ့သူမလေးတခုခုကိုရိပ်မိသွားပြီးတော့သူမစကားပြောနိုင်တယ်လို့တငယ်ချင်းကိုစာရိုက်ပို့လိုက်ပါရီအဲဒီတော့မှသူမစကားပြန်ပြောနိုင်ပြီးသူမကအပြာရောင်ရှက်အင်းကြီးဝတ်ထားတယ်လို့စာထပ်ပို့ပါရီချက်ချင်းပဲသူမအင်းကြီးကအပြာရောင်ကိုပြောင်းသွားခဲ့တာပါ သူမတင်ချာမှာအေးရတယ်လို့စာထပ်ပို့တော့စာရွက်ပေါ်က F နေရာမှာအေးဖြစ်နေပြောင်းလဲသွားပါတယ်။သူမတငယ်ချင်းကဘာလို့ထူးဆန်းတဲ့စာတွေပို့နေရလဲဆိုပြီးတော့ဖုန်းဆက်မိလာပါပြီ။သူမကအခုဖြစ်နေရတွေကိုမယုံနိုင်လုံးလုံးအသက်တောင်မရှူနိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ချက်ချင်းပဲသူမအသက်ရှူမရဖြစ်လာခဲ့ပါပြီ။ခဏကြာမှာတော့သူမခန္ဓာကိုယ်ကပြက်ကွယ်သွားပြီးအဝတ်စားတွေပဲကျန်ခဲ့ပါတော့တယ်။ အသေးသေးသော movie recap တွေနဲ့ပြန်လာခဲ့ပါအောင်မယ် like and share subscribe ခါလေးနေပြီးတော့အားပေးသွားကြပါအောင်ရှင့်အမြဲတမ်းချစ်ခင်ပေးလို့လည်းကျေးဇူးများကြီးတင်ပါတယ်